ြဿနာတွေကတော့စပြီးကြောက်ခိုင်းတယ်။မင်းတို့ပြောရည်လေတုံ့ပြန်မှုတွေကတော့မလာတော့မယ်ဆိုတော့ဘာလို့ကြောက်လဲ။ရုံးပြန်လာ။ရုံးကလည်းချင်းလို့တိပြီးတော့ပါ။အေး။ပြန်ပြန်မယ်ကွာ။လိုင်းပေါ်လည်းတတိယတော်တော်စုံနေ။ဟိုကတော့ ီမှာကွာလိုင်းပေါ်မှာလည်းတည်င်းနေရစုံနေတာပဲငါတို့ပြန်လာရင်လန်ကီလည်းဘာမှမဖြစ်ပါဘူးအေးငါတို့ပြန်တဲ့လန်ကီကဂိတ်တစ်ခုမှအောင်ချနေကြတယ်ဟင်ငါ့အဲ့ချင်းအဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူးအေးလေဖေကွန်မန့်နေရှောက်မန့်မနေနဲ့ဦးမင်းအစဲခံနေရအောင်မယ်အေးပါမမတ်ပါဘူးကွာအေးကွာအဲ့ဒါတွေကလည်းတမျိုးဘာလို့တွေကလည်းအစဲခံမှာဆိုလို့မျိုးသိထားတာလည်းများနေပြီကွာဒူရီကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟောက်ခိုင်းဖြစ်ခိုင်းနေလို့ရောပဲငါတို့လည်းဘယ်လိုပြောရမှန်းမသိတော့ ဟေးကွာဟာဦးကြီးလာ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 ဟာဦးတော်ဓာကြီးလည်းပါလာတာဟိုဟေးကွာငါမင်းရောက်နေတယ်ဆိုတော့ငါမင်းတွေ့ကျင်နေတာအာကိုကြီးစီရောက်သွားတော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်လာမှာပါဗျာအေးစင်းနဲ့လာတိုင်အောင်ပါမလားဒီမှာကျွန်တော်တကယ်ချင်းနေပါလာတယ်တို့ကတော့ကြောက်ခိုင်းတို့ကတော့ဒုက္ခရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာဦးညီနဲ့တော့မိတ်ဆက်ပေးပြီးပါပြီဟုတ်ကဲ့ဟုတ်ပါပါတို့တော့ပါပါဟိုကလေဒီမှာအေးစေးပဲမို့လားမင်းတို့ တော့ကြာကြနေဦးမှာ။ဩအရန်တော့လည်းမကြပါဘူး။အလုပ်ကလည်းတစ်ဖက်လောက်ပဲခွင့်ရတာ။ဩမင်းတို့လည်းမိတ်ဆက်ပေးရအောင်မယ်။ဒါကတော့ငါတို့ရဲ့ရွာရဲ့အုပ်ချုပ်ရေးမှုဥတော်တာ။ဩဟုတ်ကဲ့ပါ။အချောတော်တာပါ။ဟုတ်ကဲ့ပါဗျာ။ဟုတ်လေ။ရွာမော AC ပဲ။ AC ပဲလားဆိုတော့လည်း AC လို့ပဲပြောရမှာပေါ့နော်။ဒါပေမဲ့လူတွေတော့တိတ်မဆုံးတော့ဘူးကွာ။သူတို့ကလူငယ်ပိုင်းတွေပေါ့။လူငယ်တွေမဆုံးတာတော့ကျွန်တော်တို့ရွာပဲမဟုတ်ဘူးကိုကျော်ခိုင်။တခြားရွာတွေပါမဆုံးတော့လား။ လိုင်းပေါ်တော့လည်းတင်ရတယ်စုံနေရမှာပဲအခုဦးကြီးတို့ရွာတော်မှာလိုင်းပေါ်မှာပြာချနေပြီဆိုတော့ကျွန်တော်အာယုအမေးကြည့်ရတယ်ဒီဘောရွာနဲ့အဆက်တည်းရတယ်အဲ့တော့မတော်ပါသေးရဲ့ဗျာရွာမှာတော့ကြီးကြီးမားမားဘာမှမဖြစ်ပါဘူးအဲဒါမဲ့ခုနငါပြောသလိုလူငယ်ပိုင်းပေါ့အလုပ်သွားလုပ်မယ်ဆိုပြီးပြတ်ပြတ်သွားတာဘာသတင်းမှမရတော့မင်းကြီးတက်ဦးမောင်တော့ဘာရညာတွေပြတ်တော့တော်ရဲသွားမယ်ဆိုလို့ငါမလည်းခန့်ထိတ်ထားတာပြီးတော့မင်းတော်ရဲပါသွားလို့အဲ့ဒါလေနားယောင်တာအေးနားယောင်တာ ဟိုကောင်စံခဲလို့သုံးကြောက်ဒီကောင်ကနားရောက်သွားတာစံခဲဟုတ်တယ်ဘာထူလဲရောဘာမှမထူအကြောင်းလည်းမပြောင်းပြောင်းအကြောင်းပြောင်းတယ်လို့ပြောအောင်မင်းကိုဆက်သွယ်မဲ့လူပါအောင်အကောင့်ဆက်သုံးလို့ဟာ ူလည်းငါ့လိုအကောက်တူဦးကအကောက်ဘာလို့မင်းကဘလို့လို့ပြန်လာတော့လို့ဆိုတော့ဒါပေမဲ့သူတင်တဲ့တည်နေရအကုန်မှတ်နေလေဩမင်းကလည်းမင်းတော့မှလေအကောက်တူတွေနဲ့ဟိုအချင်းငတ်သူလေးတို့ဘာလို့မင်းလောက်ပြီးလောက်နေရလဲတော့မောင်းတော့လေတစ်ဖက်ကောမင်းကိုအကောက်စစ်ချပြမှာလားဟဲ့ငတုံးကဘာပဲပြောရငါတို့တင်လိုက်တဲ့ပို့တွေမှန်သမျှအကုန်လုံးလိုက်အများကြီးရတယ်လေမင်းပါဟိုလိုက်တယ်အများကြီးရတော့ရတော့ကွာဒါပေမဲ့ဟိုလေးနှစ်တာကာလအတွင်းမှာလေအမေရိကန်ကိုသွားတဲ့လူတို့အော်စီကိုသွားတဲ့လူတို့အကုန်လုံးတော့အဆင်ပြေနေပြီနော်ဟဲ့ အော်ငကိုတွေကမင်းတို့ငါပြောတယ်လေမင်းတို့ကငါပြောတယ်လေငါပြောဟမ်အခုမှမင်းတို့အားကြမနေနဲ့အစတွေကတော်လဲသွားပြီးလက်တောင်းချောင်းထောင်းလိုက်ပြီးနေပြီမင်းတို့နေရာပါဇက်ပိုက်ထားလိုက်မင်းတို့နေရာလုံးပါဇက်ကိုပိုက်ထားလိုက်ဟမ်ငါအစိုးရတွေတော်လဲကိုသွားပါမယ်ပြောတော့ငွေကြောက်တယ်လေချိန်ကြိုက်တယ်လေနဲ့ဟာဟိုအေးဟုတ်ပါပြီမင်းပြောတယ်လို့ဟုတ်တော်လဲကိုသွားပါပြီတဲ့ဟမ်ဘလူကကြိုးဆိုပြီးဘလူကတာဝန်ယူมาလေဟုတ်ရောငါကြားထားတဲ့တည်ရင်အရာလေငယ်စားมาတဲ့လူတွေထောင်းနေတောင်းနေချီပြီးတော့ပိတ်မိနေတာတဲ့ဗျာอืม တည်လဲမင်းမင်းရောကွာအဲ့ဒီဟိုကိုဟိုလို့လားဟိုကိုမင်းတို့တုံးကောင်တိုင်ပတ်နေဟိုလဲဟမ်ကိုတိုင်လဲဘာမှမလောက်တတ်ဖဲနဲ့ကွာဘာလို့တိုင်ပတ်အေးကျွန်တော်တို့အခွင့်အရေးမပေးလို့ကျွန်တော်တို့ကအခွင့်အရေးပေးလိုက်ကြည်ဟမ်အခွင့်အရေးဟုတ်တယ်မင်းတို့ကအခွင့်အရေးပေးမှာပေါ့မင်းတို့လက်ထဲကိုတနတ်တက်လက်ထည့်ပေးလိုက်ရင်ဒုပြင်မလဲဟမ်ဟော လက်ထဲကိုတနက်တာထည့်ပေးလိုက်ရောကျွန်တော်တို့အတွက်အန္တရာယ်ရှိတယ်လို့ပြစ်ပလိုက်ပါဘောဟုတ်ကဲ့ဟုတ်ကဲ့ဒွယ်လိုက်တာကွာအန္တရာယ်ရှိတဲ့ကောင်ဆိုတာမင်းတို့ဘယ်လိုယူရမလို့ဟာလွယ်ပါတယ်ဗျာလွယ်ပါတယ်အဲ့ဒီလူကရုပ်ပြက်နေတယ်အမူအရာပြက်နေတယ်ဆိုရင်အန္တရာယ်ရှိလို့အဲ့ကောင်ကျွန်တော်ပြစ်လိုက်မှာဘောအယူအန္တရာယ်ပြုတ်မဲ့ကောင်ဟာဘယ်တော့မှရုပ်ပြက်စင်ပြက်မနေဘူးမေကနေမှာမှတ်ထား ဟာတော်တော်ကြောင်တော်တယ်လက်တွေပါပါသွားတယ်လူကြီးပဲကွာလောက်ပါဘာလို့လောက်ပါနေလဲကွာဟုတ်ပြီကွာလူကြီးပဲဒီဘက်ကငါကြည့်နေတာကြာပြီဘာလို့တို့ပြောမှာပြောမိတက်ထက်က3ရက်နဲ့ထွက်လာလို့တော့3ပွင့်နဲ့တာထွက်လာရင်ဘယ်တော့လူလဲလောက်လိုက်မလဲမသိဘူးဘာလို့လာစမ်းနေတယ်ဒလန်ဆိုပြီးလက်တို့လိုက်လိုက်ကြီးကနေဖြစ်သွားမယ်နေမင်းကဘသူ့ကိုလက်တို့ပေါ့ငါလိုက်မတင်လိုက်မှာပေါ့ကွာသူများလက်သွားတို့တော့ငါတက်တက်ပြက်တာတက်သွားမှာပေါ့ကိုယ်ကနေတော့ကိုသိတယ်ဟဲ့လားနေစမ်းပါကွာ ဘိုင်ယိုဒီလိုရွာလေးကတာယာလိုက်တာပေါ့။အင်းစီလေး။ဒါနဲ့မင်းဒီကြောင်ကိုဘာလို့ခေါ်လာ။ဒါကငါတက်ခဲ့တဲ့ကြောင်လေး။ဟုတ်။ငါတက်တော့ကဆရာဆရာမတွေကတော့ပင်စင်နေอยู่တော့မြင်။ဒါပေမဲ့ချို့ငါတငယ်ချင်းတွေကတော့ဒီကြောင်မှာဆရာမတွေပြန်လုပ်နေတာ။ဟုတ်။ဝိဒနာဝိ။ဘာဖြစ်လဲ။ဘိုင်ယိုခလေးအစာစိတ်တင်လို့ဒေါက်တာမင်းလေးစိတ်ကပို့มาဖြစ်မယ်။လာလာလာ။ဒါဆိုမြန်သွားမရပါဘူး။လာလာလာ။ ျေးဇူးတင်ပါတယ်ဆရာမတို့ရယ်အခုအခုလေးကျေးဇူးတင်ပါတယ်မပြောင်းရင်ကျွန်တော်တို့တစ်ခေါက်တော့လာလိုက်ပါဦးလားကျွန်တော်၄လတာနဲ့အခန့်ပါမယ်ရပါတယ်ဗျာကုညီရမယ့်တောင်းဝန်ရှိလို့ကုညီတာပါခလေးကပြူးဆိုင်လာဟိုကလေးကမတက်တာသေးလို့အเจ้าမထက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าကြီးကိုတရားလေးပြောပေးထားပါမယ်ဟုတ်ကဲ့ပါဆရာမဟုတ်ဟုတ်ဟိုကလေးတော့တော့ဘာမှဆိုရင်းရမှာမရှိဘူးဟာတခုဆိုရင်စေတန်းကိုတက်လာတယ်ဒီလိုမလာအောင်ဆိုလို့ရှိရင်ဘုန်းတော်ဆရာလာတယ်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာဟုတ် အားလုံးကျေးဇူးတင်ပါတယ်ရအောင်တောင်းပြပါတော့နော်ပါဟုတ်ပါဘူးအာယုမင်းတို့ရာပြန်ရောက်နေရဆိုတာဥတ္တရာကြီးပြောပြလို့ငါသိပြီးပါပြီကွာငါတော့မင်းတို့စီလာအောင်မလို့ကိုမင်းလေးရွာမှာစေကန်းဖွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်ဒါဘူးလည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်တိုက်ဆန်ဆန်ဖြစ်သွားတာပါဗျာဩကျွန်တော်မိတ်ဆက်ပေးအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းကြီးသူကတော့ကြော်ခိုင်းနဲ့သူကတော့ဒုက္ခဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝန်သားပါခင်ဗျာအေးမင်းတို့တစ်ခါလည်းမိတ်ဆက်ပေးလိုက်မယ်ဒါကတငယ်ချင်းကြီးပဲ ွနဲ့မေရတော့မေတန်းတဲ့သူကတော့ဝိညာဉ်ဟုတ်ကဲ့ပါဝမ်းသာပါလေကဲတွေ့ရတာဝမ်းသာပါလေအားလုံးဟုတ်ကဲ့တွေ့ရပါအဒီလိုအခြေအနေမျိုးမှာတွေ့ရတာပိုပြီးတော့ဝမ်းသာပါလေဟိုရှောင်းမှာရောအခြေအနေအေးဆေးပဲလားဟိုလိုက်မှာတော့တကယ်နေရစုံနေရပဲကွာရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွားလာနေကြတာပဲနော်ဟုတ်ပါတယ်ကောင်းပါတယ်ကောင်းပါတယ်အေးကွာ2021ပြဿနာတွေဖြစ်တော့ငါမြို့လာမှာတတိယလိုက်တယ် ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမှလားမတော်နိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာဘုမွေလင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တခုလည်းတော့မဟုတ်ဘူးဗျာငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရဆုခွာသွားကြတယ်ဟောအဲ့လိုဆုခွာသွားရအောင်လေဟိုတိုင်းကြီးကလုံးစုံပြည့်စည်နေတာမျိုးလည်းမဟုတ် တက်ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်ပါလေရှင်နဲ့ပေါ်သွားပါလေဩဒီလိုညောင်းငါမေးအောင်လေဒီလိုတောက်ရောက်ကြောင်းသွားနေရလားအကြောင်းထွက်ကြထွက်เสียလားဟဲ့ငါတို့ရာခလေးတွေကိုစာတင်ပေးခြင်းလုံးလို့ဆရာမဖြစ်အောင်စူးစမ်းလာခဲ့ကြရတယ်စာတင်မို့ငါတို့အလုပ်ပဲဒါနဲ့ဆရာမတို့ကြောင်းမှာရောကြောင်းထွက်သွားတဲ့ဆရာဆရာမရှိကြဘူး ရှိတာပေါ့ဒါမှမဟုတ်အဆင်မပြေကြအောင်လေကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာဘုမေလင်းလင်းပြောရရင်အပြောင်းလဲခဏတောင်မှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲ ပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါဒီလိုဆင်းရဲပြေကြရင်အဆင်ပြေပါရဲ့ဆီယမ်မဆိုတော့ဆီယမ်မလို့လောက်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့တူပဲလေကဲကျုံတို့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆီယမ်ဝင်တယောက်ကိုစေးမကူနဲ့လို့လာတာတိုင်းငါတို့စီစေးလာကူတဲ့လူနာတွေကို ငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရဘူးအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့စေเจ้าတော်ကဆိုခဲ့တဲ့တစ္ဆာစကားတွေကအလဟတ်တပြစ်ထားမှာပေါ့တကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့ဒုနာမှန်တမယောက်ကိုစေခုပေးရမှာငါတို့ဆရာဝန်တွေအားလုံးတောင်းနေတယ်တော်ဘောဆရာကြီးမှန်တာပေါ့အနုပညာသမားကတော့အနုပညာအလုပ်လုပ်ရမှာပဲအဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲ ။အဲအဲ့ဒါမှကိုယ်သိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့။ကျွန်တော်ကတော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးသေးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ်။ဟုတ်ပြီ။အဲမင်းတို့တော့လောခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်းစီကိုလည်းသွားပြလိုက်ကြအောင်။အေးနောက်တစ်ခါဆိုငါမကင်နိုင်တော့ဘူးနော်။မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီ။ 看到吗？就有点面了，因为做提桶我老废了。嗯。他废掉了哈，只能做提桶了。打你，踢，踢你。哦。打你，我打你哇！哎，只能那个什么呀？啊啊啊！啊啊啊！打你吧，打你吧，你干嘛？踢你吧，打那个，不要挨着，不要踢你呀，不要老来嘛，那个老过，只能老少来哟，只能老可爱那个，看人家做那个魔术，不打，来来来来来来，不要，呀，有故意少不要，方便了你够，没人惦记着。 ။ဟိုဦးရလေရ။သူရဲကောင်ဆိုတာ။ဒါရနဲ့တော့ဘယ်ခင်းပါမလဲဗျာဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒါရနဲ့ရအောင်လုပ်မရတော်စမ်းပါဘွာမင်းတို့လေသူများတွေကတင်ထားတဲ့ကို့ကိုဟာဟာသွားပြီလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလားဟာကျဆန်းကြီးမင်းကဘယ်ပို့စမှာသွားပြီးဟာဟာသွားပြရလဲဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကွာပုံတွေတောက်လျှောက်တင်တာအဲအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဟာဟာဆိုပြဟာဟာလေးသွားပြလိုက်တယ်အဲ့ပြဿနာတက်တာဆန်းကြီး အဲ့ဒါသူတို့ယွာအတွက်သူတို့အလုတ်လုတ်နေတယ်မင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်ဟေးဂျုံတော့တခါလဲတတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်ကောဟာဦးတိုက်ကောတကယ်လုံးကြီးပဲ ူတဲ့ကအစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကျိုးနဲ့တယ်ပြောတာနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လောက်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့ထီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်သဘောပေါက်လားကဲတော်ပြီ။ကဲမင်းတို့တော့တော့လို့ဒေါက်တာမင်းလေးစီကိုတော့ပြဖို့လို့။အာရီ။ညာ။မင်းကိုယ်တိုင်ဥစ္စာပြီးခေါ်ပါခိလိုက်။ဒါရီ။ဟုတ်ကဲ့။

ဟမ်ကိုဖက်ရွာအကုန်သိနေပြီနော်ခင်ဗျားတို့ကျွန်တော်အောက်လို့တော့အဲ့ဒီရွာသိရပေါ့ဒီမှာအချင်းငယ်သူလေးတို့ကတော့ခင်ဗျားတို့အောက်မလားကိုကျွန်တော်တော့လုံမိတကောက်နေတယ်ခင်ဗျာအချင်းငယ်သူလေးကကျွန်တော်အောက်ပေါ့ဟဲ့ဆရာတော်ကျွန်တော်ဖန်ပြနေပြီတော့ဒါတော့ပုံမတင်ရသေးဘူးကိုဖက်ရွာနေတိရအောင်ကျမလည်းတိကျမတင်နေပို့အောင်ပါဗါလဲနှောက်လိုက်တာဆရာမလေးရယ်ဆိုအရှင်မနာမလားဟုတ်တယ်ဟုတ်တယ်လာနေတာဆရာမလေးရေဆိုကျွန်တော်ဘာဘူးဖြစ်စံစံကောင်းနေကျွန်တော်မှန်းလိုက်တာလေးဆရာမရေဒီပါဒီပါခင်ဗျားတို့တော့အောင်နော်ရှောက်ရှောက်မလုံးနဲ့ ်အကုန်တိမ်ပတ်ကုန်လိမ့်မယ်။ရော။သဘောပေါက်တယ်နော်။ဟုတ်တယ်။မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်။ပေါက်ရရည်လည်းရှောက်မန့်မနေကြနဲ့ဦး။ဒုက္ခရောက်လို့ရှိရင်ဘသူမှခဲမှာမဟုတ်နော်။ဥတိုက်ဆုံးပြောတာမင်းတို့ကြားရမလား။အေး။ဟုတ်အဲ့ဒါဆိုကြာကျွန်တော်တို့သွားလို့ရပြီ။သွားတော့နော်ပြန်လို့ရပြီ။ဟုတ်ကဲ့။ဆရာ

ဒီဝါရေကိုတောက်တယ်ပြီးတော့ဒီဝါကိုပြီးတော့ဘုံတောက်တယ်ပြီးတော့ရွေချက်ကပါလေဟမ်တော်ရွေချက်ခင်ချက်ကရှင်းတယ်တော်နေရဲ့မင်းတို့ကအဲ့ဒီလိုလုံမှတော်လန်ရေးတာဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားပြီမင်းတို့ဘာလုပ်ပြီဟမ်ကျုပ်တို့ရဲ့အဲ့လိုတော့မဟုတ်စိတ်ရနာရှင်လို့လုပ်တယ်စိတ်ရနာရှင်အဲ့ဒီစကားကိုတိတ်နားမလဲရှင်းပြစမ်း မင်းတို့မှာဖြည့်မရှိဘူးဆိုတော့ငါသိအေးဖြည့်မရှိအောင်လဲမင်းတို့ကိုမင်းတို့လုပ်နေတာကွာဟာကြောက်မှာဖြည့်ရှိတယ်ဗျအဲ့ဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရချင်လို့ကြွတော့လို့တာဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ချက်တွေမှားနေပြီအင်္ဂါဆရာမတရားအမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့တိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာ အာအဲ့ဒါလည်းငါတို့မသိငါတို့ကတော့ငါတို့ကအောင်ထုတ်မှာအခုလည်းမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲကြီးကိုငါတို့ကမရရောက်ချက်အဲ့ဒါတော်နိုင်ရေးပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကျော်ရွေးကောက်ပွဲဖြစ်မှမင်းတို့လူချင်းနဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့အေး မင်းတို့သိထားမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးတတ်ပြီးနိုင်တာဒီကောက်ပွဲကဲကိုတို့ရတယ်ကျွန်တော်တို့ရှေ့ထွက်မှာပဲကြတော့ဘာဖြစ်လို့ရှေ့ထွက်တယ်လို့သုံးလုံးရတယ်လဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်နေတာရေပြင်ခြေနေကိုဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးတင်နေကြီးနေတာနားမရဘူးကျွန်တော်တို့အားလုံးပြောပြမှာပဲကြတော့ ကိုမင်းလည်းပြောတာဟုတ်တယ်ဗျာမကြခင်ရွေးကောက်ပွဲကလာတော့မှာအချိန်နဲ့တခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေကိုသူတို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာပြတာပြလို့ရတယ်ဗောဒီနိုင်ငံလို့တိုင်းတာနဲ့ကြာတော့လွယ်ပါမလားအယူဟောမင်းရလေကွာအဲ့ဒါကတော့ကိုဒေတာကိုထိန်းရမှာဗောအဲ့လိုမှမလုပ်ဘူးဆိုရင်လေရွေးကောက်ပွဲနဲ့ပြည်သူကအလန်းဝေးသွားလိမ့်မယ်လေ မဝေးပါဘူးကြည်သူကလည်းရွေးကောက်ပွဲကိုသိစေခြင်းနေတာပါအခုလာမယ့်ဒီသမား28ကိုလည်းရွေးကောက်ပွဲနေ့တွေကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ချက်တဲ့သူတွေကိုလည်းပဲအရေးယူမယ်ဥပဒေတွေပုံမှန်ပြီးထုတ်ပြန်ပြီးပြီတိတ်လည်းစိတ်ဘူးမလိုပါဘူးအဆင်မပူလို့တော့မရဘူးတော့ဦးလေကျော်အောင်တို့ဗညာတို့လူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီကောင်လေးဗျာဘလို့စိတ်ကူးနေမြတော်တော်ဝင်သွားလည်းမသိပါဘူး ဘယ်လိုစိတ်ကူးတက်တော်တဲ့ဝင်ရမှာလဲစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာဒီကောင်တကောင်ကဆန္ဒပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်တဲ့ပါပါတာပဲအဲ့ဒါပဲမကြောဘာလို့ဘယ်လိုလုပ်ရွာလည်းပြန်လို့မရတော့အကောင်လုံးကခုမှတော့ပူလာတုံးတယ်ဘယ်တော့မှပြောသားပဲစောကြီးကျအဲ့လောက်ထိဝင်မပါနဲ့လို့ပြောတယ်ကိုရှောက်ကုန်ဟဲ့မင်းတို့ကောင်ကလိုက်ရှာတယ် ဘာလို့ဘယ်လိုလုပ်ဇွာလည်းပြန်လို့မရတော့အကောင်လုံးကောင်ခုမှတော့ပိုလီလာတုံးတယ်ဘေကပြောသားပဲစောကြီးကအဲ့လောက်ထိဝင်မပါနဲ့လို့ပြောတယ်ခုရှောက်ကုန်ဟဲ့မင်းတို့နှစ်ကောင်ကလိုက်ချာတယ်မကြုံနေော်လဲ꽌ကြီးတက်လေကိုကြီးရောလဲပါမင်းတို့ကဇွာပြန်လို့မရတော့မလားဟမ်လေဇွာပြန်ကျွန်တော်တို့အကောင်ဆွဲစီတော့မှာဗျလှုပ်ထားရတော်တော်များပါပြီဟဲ့ ဟောဥတော်လိုက်ကြီးဆက်သွဲပြီးတော့ခံဝင်ကတိလက်မှတ်ထိုးလိုက် အာခံဝင်ကတိဒီမှာလက်မှတ်ထိုးမနေနဲ့နော်မင်းတို့ခံဝင်ကတိလက်မှတ်ထိုးလဲမင်းတို့စောင့်ကြည့်ပြီးဆွတ်စီမှာပဲဒါဆိုကျုပ်တို့ကဘာလုပ်အောင်မလဲဗျာဟာမင်းတို့တော်တော့သွားကွာစစ်တင်တဲ့နေပါတက်လာပြည်နိုင်ငံရေးခေါ်တော့ကွတောင်းအမေရိကောက်ရောက်တို့ဒါလည်းရှိတာလေအော်ကျုံတော့လွက်ကူညီမှာလေကွာခဲကူညီမှာပေါ့ခဲကူညီမှာမလို့မင်းတို့လိုက်ရှာနေတာလေခေါ်တော့မအခုသမေးစားဘူးတော့ပြဿနာတက်နေရနော်မပူနဲ့အဲ့ဒီအရောက်ကတော့အေးစိတ်မှန်ညာလေဒါကူညီပေးမယ်လို့မင်းတို့ပြောပြီးသားကွာ အဲ့ဒါတော့ရောက်ရောကျုပ်တို့ကဘာလို့မင်းတို့ကမှစစ်တနန်းနေပါသေးတက်ပြီးမင်းတို့ရဲ့လှုပ်ရှားမှုအားလုံး Facebook မှာတင်အဲ့ဒီမှာငငယ်ခေါ်ခွင့်ရအောင်တော်ချင်းလားဟာအဲ့လိုမလွယ်ဘူးထင်တယ်နော်လွယ်အောင်ငါလှုပ်ပေးမယ်ငါလှုပ်ပေးနေရတယ်အများကြီးပဲငါကူညီပေးတာတို့အကုန်လုံးအစီတို့အမေရိကတို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နှစ်ကောင်ချက်မှတိုင်ပတ်နေတယ်ဒါတော့သူတို့တမိုင်းသူတို့ရေးတာပဲလေ ဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေ့ရွေးကောက်ပွဲဆိုတာပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုဆိုတာရယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့လမ်းစာဆိုတာကိုကျိုးတို့ရွာလူကြီးနားလည်အောင်လို့အစိုးရခေါ်ပြီးတော့ပြောပြရင်ကောင်းမယ်နဲ့ဒီပဲဟုတ်ပြီဒီနေ့စည်းဝေးကိုတက်ရောက်လာကြတဲ့ရတ္တူရွာသားတွေအားလုံးကိုကျေးဇူးတင်ပါတယ် အစည်းအဝေးဆိုတာလည်းကျွန်တော်တို့ရဲ့ရပ်တူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေတာပါဒါကြောင့်မလို့လေဒေါက်တာမင်းလင်းတို့လိုဦးတိုက်ထွန်းတို့လိုရွာကိုပြန်ရောက်လာတဲ့အာယုတို့လိုသူတို့တွေရဲ့အကြံပေးချက်ရကျွန်တော်တို့ဒီလိုပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့တလောက်ပဲပြောချင်ပါတယ်ဦးလင်းပြောပါဦးအော်ဟုတ်ကဲ့ပါအဲကျွန်တော်အနေနဲ့ပုပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျော်အောင်တဲ့ဗညာပေါ့လေအဲသူတို့နေရာဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ် ဲသူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမယ်ရွေးကောက်ပွဲကိုဒါနှောက်ရက်အဟန့်ဒါဖြစ်အောင်ဘုံထောင်လာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့တနင်္ဂနွေလုံးအတိုင်းတာနဲ့ကျင်းပမယ်ရွေးကောက်ပွဲကြီးကပျက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေကို မလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိုက်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနှုံညွန်တောင်းပန်ချင်ပါတယ်ဆရာဟိုကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုအောင်ဆိုကျွန်တော်ပြောတာမဟုတ်တော့ဒီကားဘယ်လိုထုံးလဲဒီကနေ့ဘာဘုံကြော်လို့လားဟမ်ဘုံကလည်းညာအတုအောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်တယ်မှာမဟုတ်လို့လဲဗျာအမှန်မောဆရာပြီးရင်ဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ် အဲ့တော့ကျုပ်တို့ရွာသူရွာသားတွေကိုကျုပ်တို့ခုလောက်နေရတယ်အခုဖြစ်ပြနေတဲ့နိုင်ငံရေးအခြေအနေတွေပြိပက္ခတွေကိုလည်းခင်ဗျားတို့တည်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့စစ်တပ်အုပ်ချုပ်တဲ့အောက်မှာခင်ဗျားတို့ဆက်ပြီးနေခြင်းလားဒါမှမဟုတ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမလားဒီမိုကရေစီလမ်းကြောင်းပေါ်ကိုသွားမယ်ဆိုရင်တော့အခုကျင်းပမယ်ရွေးကောက်ပွဲမှာ ခမရတို့ကြိုက်တဲ့ပါတီကိုမဲပေးလိုက်ကြပါကျုပ်ကတော့ဒါလောက်ပဲပြောချင်တယ်ကျွန်တော်အကြံပြုချင်တာကျွန်တော်နိုင်ငံရဲ့အပြောင်းလဲအရွေးတစ်ခုဖြစ်တယ်ဒီရွေးကောက်ပွဲကိုမဲပေးတာကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာပါပဲပြီးတော့ကျွန်တော်တို့နိုင်ငံမှာဆုံးရှုံးနစ်နာခဲ့ရတဲ့နှစ်ဖက်လူငယ် နေတာမှမဟုတ်ပဲဗျာဒီလိုတွေမဖြစ်ပဲနဲ့အားလုံးအေဂျင့်တွေကိုဆိုရင်အစိုးရအစ်တရမြင်မြန်ပေါ်ပေါက်လာဖို့လိုပါတယ်အဲဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာအာကျွန်တော်အနေနဲ့နည်းနည်းဖြည့်ဆွတ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့အားလုံးကလည်းဒါဒီတိုင်းပြည်မှာနေတဲ့လူတွေဖြစ်ကြပါတယ်။အဲ့တော့ဒီတိုင်းပြည်ရဲ့အရေးဟာကျွန်တော်တို့အားလုံးပေါ်မှာမြင်တယ်။အ အဲ့တော့အခုဆိုရင်ကျွန်တော်တို့ဒဏ်ရာတွေများနေတယ်ကျွန်တော်တို့တိုင်းပြည်ကိုပြန်လဲကုစားနိုင်ဖို့အတွက်ဆေးရတွေ့နေတယ်ဗျာအလုံးဝိုင်းဝန်းပြီးတော့ဒဏ်ရာတွေပျောက်ကင်းသွားအောင်ကူညီပေးကြပါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့အသေးချာကမဲတပြားဒီတိုင်းပြည်တော့ကဲဒါတော့ဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေ ရွေးကောက်ပွဲဘယ်လောက်အရေးကြီးလဲဆိုတာသဘောပေါက်ကြမှာပါအဲ့တော့ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပြည်တနာတွေအားလုံးကိုဖြည့်ရှင်းနိုင်ဖို့ပြီးတော့ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ဘဝတွေตาရလှပါဖို့တိုင်းပြည်ရဲ့တမိုင်းဒုံဆိုင်ပြီးခြေတက်နိုင်ဖို့အတွက်လာမဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့ခမည်းတော်တွေအားလုံးမဲပေးကြပါစို့လားဗျာ じゃあ次にトミーを組み